လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်ဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်ဘူးအမျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုရင်အတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှင် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်။ဘလူအတွင်းနဲ့ဘလူနေကြသလဲတော့မသိဘူးနော်။တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူး။နေတော့တော့နှစ်ယောက်။အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ဟို ငိမ့်ချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံညာလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဘသာတွေမှမဟုတ်နိုင်ငံညာလူတွေလည်းတယောက်တည်းနေခြင်းလိမိအလုံးလို့ဩတာ သူတယောက်တည်းနေမဲ့ leave me alone ဆိုပြီးတော့တယောက်တည်းနေပြန်တော့လေ lonely ဖြစ်တယ်ကြောက်ပြန်တယ်နော် lonely ဖြစ်လာတော့ဘာဖြစ်တယ်ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လားလို့ဆိုမတဲ့ပြန်နေရသွင်းလောက်ပဲအဆင်ပြေတယ်နောက်ရကြအဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲ အဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာယေဆောဗျာလက်ထက်တုန်းကယေဆောဗျာတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့အဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှ မဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာ ရှေ့မျောကြည့်လိုက်တယောက်မှမရှိ နောက်လည်းကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ရင်တဲ့နေရာထိုင်လို့ရတယ်ထိုင်ရင်တဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရသာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားပြအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ ွာကိုတယောက်တည်းအေးချမ်းတယ်ဆိုတယောက်တည်းနေရတဲ့အရသာကိုမြတ်စွာဘုရားရဲ့တပည့်တွေတည်းကပထမဆုံးသာဝကကြီးရှင်ကွန်တညဆိုတယောက်တည်းနေသွားတာဟောတပည့်ဆက်ကြတရားဟောတော့ကတော့ပိဿဝကြီး၅ပါးအတုနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာ ရှင်ကုန်းနေညာတယောက်တည်းနေတာဘယ်သူနဲ့မတွေ့ရတဲ့နေရာသွားနေတယ်ပဲသွားနေတော့ဆိုရင်ဟိမန္တတောင်ချေကတောင်တန်းထဲမှာသရတ္တဆိုတဲ့ရေရေအိုင်ကြီးရှိတယ်အဲ့ဒီသရတ္တရေအိုင်ကြီးနားမှာကမ္ဘာကြောင်လေးနဲ့နေတယ်တပါးတယ်